အရေးပေါ်သတိသားစီကိုအကောက်ကွယ်မပါဘဲလင်ဆက်ဆံပြီးတဲ့အခါဒါမှမဟုတ်ကိုသုံးနေကြသတိသားစီတမျိုးမျိုးကချွေရင်သွားရဥပမာပြောရရင်ကိုုံတုံးပေါက်သွားတာပေါ့နော်ပြီးတော့တနေ့တလုံးတောက်နေကြသတိသားစီကိုတောက်ဖို့မေ့သွားတဲ့အခြေအနေမျိုးတွေမှာဆိုလို့ရှိရင်ဒီအရေးပေါ်သားစီကိုသုံးလို့ရပါတယ် အရေးပေါ်ဒါနီကတောက်ဆေးနဲ့အရေးပေါ်တအိမ်နဲ့ထည့်ပြီးဆိုပြီးတော့နှစ်နည်းရှိရဲဆိုပေမဲ့အသုံးများတာကတောက်ဆေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဗီဒီယိုလေးထဲမှာဒီတောက်ဆေးနဲ့ပတ်သက်ပြီးတော့သိကြတဲ့အချက်ကလေးတွေနဲ့ဖြစ်လာနိုင်တဲ့ဗီဒီယိုဆိုကြိုးတွေကိုပြပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ဗီဒီယိုလေးမစခင်မှာညီမတို့ရဲ့ channel လေးကို subscribe လုပ်ရတဲ့ရင် subscribe လုပ်ပြီးတော့ဘေးနားအနိုဒီပဲလို့လည်းမျှော်လင့်ပေးပါအောင်ရှင်။ အရေးပေါ်ဒါစီကိုအကဝဲမဲ့လိမ်ဆက်ဆံပြီးရင်နောက်၃ရက်တချို့ဈေးတွေကြတော့၅ရက်အတွင်းတောက်ပြီးလို့ရပါတယ်။ဒါပေမဲ့လိမ်ဆက်ဆံမှုပြီးပြီးချင်းစောစောတောက်လေလေသတိထားနိုင်လေလေဖြစ်ပြီးတော့ပုံပြီးစိတ်ချပါတယ်။နောက်ကြမှာတောက်မယ်ဆိုရင်တော့သတိထားနိုင်စွာပုံပြီးတော့နေပါစေပါတယ်ရှင်။ဒီလိုဆိုကြရအနေနဲ့ကတော့ ခေါင်းကိုက်တာပြုတ်အန်တာမအိမ်မသာဖြစ်တာနဲ့ဘိုက်အောက်တာတွေကိုခံစားရနိုင်ပါရဲ့အဲ့ဒါအပြင်ယာတီရက်ပြောင်းတာယာတီမမှန်တာယာတီထိန်တာနဲ့ယာတီဆောလာတာတွေဖြစ်တတ်ပါရဲ့ရှင်ပြီးတော့ယာတီလာတဲ့အချိန်မှာခံစားရတတ်တဲ့နိုင်ကျင်ကိုက်ခဲ့တဲ့ဝေဒနာတွေကလည်းပိုပြီးတော့ဆိုးလာစေနိုင်ပါရဲ့ရှင်ဒါပေမဲ့ဒါတွေကဖြစ်နိုင်ရင်ရှိရဲ့ဘေးထွက်ဆိုးကျိုးတွေသာဖြစ်ပြီးတော့ဒီအရေးပေါ်ဓာတ်ဆီကိုတောက်တဲ့လူတိုင်းကဒီဘေးထွက်ဆိုးကျိုးတွေကိုခံစားရမယ်လို့မဆိုလိုပါဘူးအကဝမ်းမဲ့လိမ့်ဆက်ဆံပြည့်ရဲ့နောက်ကိုဝေမလို့သိအောင်ဆိုရင်တော့ဒီအရေးပေါ်သတိသားစီကိုတောက်တာကအင်မတန်မ ောင်မှတင့်တော်တဲ့ရွေးချယ်မှုတစ်ခုပဲဖြစ်ပါရဲ့ရှင် ရေးပေါ်ဓာစီမှာတစ်လုံးစေးနှလုံးစေးဆိုပြီးတော့အမျိုးမျိုးရှိပါတယ်။တချို့စေးတွေကတစ်လုံးနဲ့တောက်လို့ရတယ်လို့နှလုံးပါတဲ့စေးကြတော့လည်းနှလုံးလုံးတောက်ဖို့လိုအပ်ပါရဲ့။တောက်တဲ့အခါမှာလည်းစေးတစ်လုံးနဲ့တစ်လုံးဆက်နှစ်နာရီခြာပြီးမှတောက်လို့ရတယ်လို့နှလုံးလုံးတစ်ခါတည်းတောက်လိုက်လို့လည်းရပါရဲ့။ကိုကမေးတဲ့သူဆိုလို့ရှိရင်တော့နှလုံးလုံးတစ်ခါတည်းတောက်လိုက်တာပို့ပြီးတော့အဆင်ပြေပါရဲ့ရှင်။တကယ်လို့ကိုကဒီအရေးပေါ်ဓာစီတောက်ပြီးတော့နှစ်နာရီသုံးနာရီခြာမှပြန်အန်ခဲ့မယ်ဆိုလို့ရှိရင်တော့နောက်တစ်ချိန်ထပ်တောက်ပေးဖို့လိုအပ်ပါရဲ့ရှင်။အဲ့ဒါအပြင်အရေးပေါ်ဓာစီကတခြားစေးတွေတပြူ းမိမယ်ဆိုလို့ရှိရင်လည်းအာနိသင်တွေကြာသားနိုင်ပါတယ်။ဒါကြောင့် HIV အတက်ရောဂါနဲ့ TB ဈေးတွေတောက်နေရတယ်ဆိုရင်အဆိုင်ဈေးနဲ့ဒီပိုးသတ်ဈေးတွေကိုတောက်နေရတဲ့သူဖြစ်တယ်ဆိုလို့ရှိရင်တော့ဆရာဝန်နဲ့တိုင်ပင်တင်ပါရဲ့ရှင်။ အရေးပေါ်ဒါစီကစေးမတော့မီ၃ရက်ကနေ၅ရက်အတွင်းဖြစ်လာနိုင်တဲ့ကိုဝင်ဝင်သာမရအောင်ကောက်ဝယ်ပေးတဲ့နေသားဖြစ်ပြီးတော့စေးတော့ပြီးချိန်ရဆပြီးတော့နောက်ပိုင်းလိမ့်ဆက်ဆက်မှုကြောင့်ဖြစ်လာနိုင်တဲ့ကိုဝင်ဝင်တော့ကောက်ဝယ်ပေးနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်အရေးပေါ်ဒါစီတောက်ပြီးရဲ့နောက်ပိုင်းမှာထပ်မံအတူနေမယ်ဆိုလို့ရှိရင်တော့ကိုလုံးလိုမျိုးအကာအကွယ်ပစ္စည်းတွေကိုတုံးတာကအကောင်းဆုံးပါပဲရှင်။အရေးပေါ်ဒါစီကိုထပ်နေမိတဲ့အခါမှာထပ်တော့လို့မရဘူးလားဆိုတော့ရပါတယ်။ဒါပေမဲ့ခဏခဏတောက်နေမယ်ဆိုလို့ရှိရင်စေးရဲ့အာနိသင်တွေကကျသွားစေနိုင်ပါရဲ့ရှင်။တချို့လူတွေကအရေးပေါ်ဒါစီကိုလိမ့်ဆက်ဆက်ပြီးတိုင်းတောက် တဲ့ဆေးအဖြစ်ယူမနေကြပါဗျ။ဒါတကယ်တော့မှားရွေးတဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။အရေးပေါ်ဒါစီဆိုတာနာမည်အတိုင်းပဲအရေးပေါ်မှာတောက်ရတဲ့ဆေးဖြစ်ပြီးတော့ခဏခဏတောက်ပြီးနေမယ်ဆိုလို့ရှိရင်တော့ယာတိဆက်ဝင်နေပြောင်းလဲတာတတိတောင်းလိုက်စွာအာနိသင်တွေရောကြပြီးတော့မလိုလားအပ်တဲ့ကိုဝင်မှာရရှိလာနိုင်ပါတယ်ရှင်။အဲ့ဒီအစားရေရှည်အတွက်ဆိုလို့ရှိရင်တော့တစ်နေ့တစ်လုံးဆေးတောက်တာတဲ့အတွင်းပစ္စည်းထဲတာလမောင်းအတွင်းပစ္စည်းထဲတာသုံးလခံဒါစီထိုးတာနဲ့အကအကွယ်သုံးတာဒီနည်းလမ်းတွေထဲကကိုနဲ့တည်တော်မဲ့နည်းလမ်းတစ်ခုကိုဆရာဝန်နဲ့တိုင်ပင်ပြီးအ သုံးပြုတင်ပါရဲ့ရှင်။ဒါပေမဲ့ဘယ်ဒရီတားရဲ့နီလောင်းပဲသုံးသုံးဒီနီလောင်းတွေကကိုယ်ဝေမရအောင်သာကောက်ဝယ်ပေးမှဖြစ်ပြီးတော့ HIV နဲ့လင်ယားတဆင့်ကူးစက်တဲ့ရောဂါတွေကိုတော့ကုန်တုံးကသာကောက်ဝယ်ပေးနိုင်မှာပဲဖြစ်ပါရဲ့ရှင်။ဒီလောက်ဆိုလို့ရှိရင်တော့အရေးပေါ်ဒရီတားစီနဲ့ပတ်သက်ပြီးတော့တည်တည်တိထိုက်တာနဲ့ဘေးရွက်ဆိုးကျိုးလေးတွေကဘာလဲဆိုတာကိုသိသွားလောက်ပြီလို့ထင်ပါရဲ့။မြန်မာပြည်လူလူဆုံးနည်းကြည့်ပြတော့အားလုံးကျေးဇူးတင်ပါရဲ့ရှင်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။